ရှင်မိုးအပိုင်း39ဝင်းကြီးအစ်တတတန်းနှစ်နှစ်ကျော်အတွင်းမန္တလေးတိုင်းတွင်းသို့မကြာခဏရောက်လာတတ်တော်လေအဖေဌာနစခန်းများကိုစစ်ဆေးကြည့်ရှုသည်မလုပ်ဘူးသည်ယခုတော့အဖေတို့ဌာနတစ်ခုတည်းကိုပင်တီးတန့်လာရစစ်ဆေးမိခီးစဉ်ပေါ်လာပြီးတန်ရှင်းပည့်ရမှုကိုလွန်စွာအလေးထားတတ်သည့် ဝင်ကြီးဖြစ်နာမည်တော်သူဖြစ်သည်အခြားတိုင်းစခန်းများတွင်စခန်းတွင်းစစေးသည့်အခါထွန်ဆက်များအပါအဝင်လေယာသုံးစက္ကရိယာများဤကိုတဲ့ဘိန်းဖုံများပေါ်သို့လက်ညိုးတင်ပုတ်ကြည့်သည့်အထိစစေးမှုများပြုလုပ်တတ်သည်လက်တွင်ဖုံပါလာပါကစူပူချိန်မောင်းတတ်သည်ဟုသတင်းစကားလဲတဆင်နာဖြင့်ကြားထားကြသည်တနိုင်ငံလုံးရှိစခန်းများတွင်ဝိနည်းခရီးစဉ်ရှိသည်ဟုကြားလိုက်ရသည်နှင့် ဆက်များဖုံတော့သည့်အလို့ကိုနေညာမပြတ်အလုံးကြားရသည်ကိုမိန်းမကိုချစ်သူကိုတော့ဆက်တွေ့တော့အရေးကြီးကြီးမနေဘူးပါဘူးဆိုသည့်ဟာပါစကားဖွန်ဆက်မောင်းများချာပြောစမှတ်ပြူလာချသည်ယခုတိုင်းတွင်လက်လက်စစ်စစ်ကြည့်ရှုမိခီးစဉ်တွင်အဖေပီနှင့်အတူရင်မိုးလဲတိုက်ပါရမည်ဖြစ်သည်ဆံများဖုန်ကင်းစင်ရေးကိုအထူးအလေးထားရင်စကန်းအသီးသီးတို့တန့်လန့်နှိုးဆော်ထားကြသည် မန္တလေးတိုင်းအဝင်းအဆက်နားရှိစခန်းများဖြစ်သည့်လေဝေးပြင်မနာပျော်ပွဲမလိုင်ရမဲတင်းတို့ကိုစတင်စစ်ဆေးသည်အထွေအထူးမရှိ ပုံမှန်စစ်ဆေးမှုများဖြင့်ပြီးစီးခဲ့တော်လဲမြစ်သားစခန်းသို့ရောက်သည့်အချိန်တွင်ပြဿနာစတင်နေသည်ဆက်များရနာထရအဆအုံအတွင်းရှိစက္ကရိယာများကတန်ရှင်းတည့်ရလှပနေတော်လဲရုံးပေးကွင်းပြင်အတွင်းထဲတွင်ထွန်ဆက်နှစ်စီးနှင့်ထဲသွားအချို့တွင် ရှုံများအလွာလိုက်ပေကြံပြီးရတ်ထားသည်ကိုတွေ့လိုက်ရသည်အဖေနှင့်ညွန်ကြားရမှုကျုပ်တို့ကအရင်တွေ့သွားပြီးဝင်ကြီးပါမြင်သွားသည့်အချိန်တွင်စိတ်ဆိုးတော့သည်တာဝန်ခံစခန်းမှဦးထွန်းထင်းလင်းကိုသာမကညွန်ကြားရမှုကျုပ်နှင့်တိုင်းအိုးစည်းမှုတို့ကပါတာဝန်ပေါ့လျော့မှုဖြင့်ဝင်ကြီးကအပြစ်တင်လာသည့်အခါထွန်ဆက်မောင်းတို့ပါလဲမျက်နှာသေးလေးများဖြင့်အနေရခက်နေကြသည်ဘလို့ဖြစ်လို့ဒီလောက်ညစ်ပန်နေရတာလဲကွာမင်းတို့ကခဏခဏပြောထားတယ် စကန်းတစ်ခုရုံတရုံရဲ့တန်ရှင်းတက်ရမှုဟာအဲ့ဒီဌာနရဲ့ဝန်ထမ်းတွေရဲ့အစံတန်းပဲကွာမလာစမယ်ဆိုတာသိထားရမယ်ပြီးတော့မင်းစကန်းကိုနောက်ဆုံးနားမှာရောက်တာလေပြောရရင်ကွာမင်းအချိန်ပိုရတယ်အစီတရာစကန်းကြီးလည်းဖြစ်ပြီးကွာငါကစံပြဖြစ်ပြခြင်းမင်းမလုံနိုင်ဘူးလားမောင်းချုံနိုင်ဦးထင်တိုင်ယုံစမှုကြီးလူချင်းမို့လို့တော့ဝင်ကြီးသည်သူ့အားတပါးတည်းပြောလိုက်ဘောသာထွက်လိုက်ဖြစ်နေတယ် ဝင်ကြီးနောက်မှ PA များသည်လည်းရှော့ပင်နေသည့်ထွန်ဆက်နှင့်ထဲသွားများပြီးဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နှင့်မလုပ်ရမှန်းမသိဖြစ်နေသည်သူမျက်နာကိုရင်မိုးလိုက်ကြည့်လိုက်တော့ဝင်ကြီးစကားပြောပြီးသည်အထိအေးဆေးစွာစောင့်ဆိုင်ပေးနေသည့်ပုံစံမျိုးညွန်ကြားမှုကြောင့်နှင့်အဖေတို့သည်လည်းစကားဝင်မဆိုဘဲငြိမ်နေကြသည်ဝင်ကြီးခင်ဗျာကျွန်တော်ကိုမကြိုက်လို့ပြောင်းရွှေ့ပေးချင်တာဆိုရင်လည်းရပါတယ် ဒါပေမဲ့တခုတော့ကျွန်တော်ပြောပြရစီထွန်ဆက်တွေထဲသွားတွေရှွန့်ပေးနေတာအလုံးလုံးနေလို့ပါထွန်ရဲ့ဧကတွေရရှိဖို့အတွက်အလုံးလုံးနေတာပါလေခွင်းတွေထဲမှာရှိနေရမယ့်ဆက်တွေကိုစခန်းထဲပြန်ခေါ်ဖုံတုပ်ရေးစီအလပြထားတာတွေကဘာအတွက်ပါလဲဘာအကျိုးရှိပါသလဲလို့ကျွန်တော်တွေးမိနေတာကြပါပြီအခုလဲအခြားအလုံးမလုံနေတဲ့စက္ကရာတွေကိုတန်ရှင်းလုတ်ခိုင်းထားပါတယ် အခုထွန်ဆက်နဲ့ထဲတွေကလေခွင်းထဲမှာအလုံးလုံးနေရင်းနဲ့ဝင်းကြီးလာဆက်မယ်ဆိုလို့အရေအတွက်ပြည့်မီအောင်ပြဖို့အတွက်ဒီမနက်မှာကွင်းထဲကနေပြန်ထုတ်လာခဲ့ရတာဝင်းကြီးမလာခင်ကလေးအချိန်ပိုင်းကမှရောက်လာလို့ရေဆေးဖို့အချိန်များလိုက်ဘူးရရင်တော့ကျွန်တော်ကတော့ရေဆေးပြမထားချင်ပါဘူးသူ့စကားတန်မအပဝင်းကျင်တစ်ခုလုံးငြိမ်သက်သွားကြသည်ဝင်းကြီးကတန်တော်သူ့ကိုမျိုးလုံးကြီးပြုတ်ပြီးကြည့်နေတယ်ငုံကြိုင်းမှုချုပ်က မျက်စိမျက်နာပြက်နေပြီအဖေမျက်နာကတော့ပြုံးရောင်ရောင်ပင်ပန်းနေသည်ထင်သည်အားလုံးညင်နေကြသည့်အခါသူကစကားဆက်ပြန်သည်တန်ရှင်းတဲ့ဓာတ်ရီကောင်းပင်မဲ့ဖွန်ဆက်တွေထဲသွားတွေရှွန့်ပြနေတာကြက်တီရှိပါတယ်ဝန်ကြီးခမရထိုအဖြစ်ဖြစ်တို့အပြင်ညာရှိအများစုကဥထုံထုံလင်းတရအလုတ်ပြုတ်လင်းပြုတ်မပြုတ်လင်းရာဒူးချနေရာတောင်းရွှေ့ခံရတော့မည်ဟုထင်နေကြသည် တိုးတော်လဲနောက်နောက်နေမြန်မာနိုင်ငံတစ်စခန်းလုံးရှိမြန်မာတနိုင်ငံလုံးရှိစခန်းအသီးသီးမှာလေယာသုံးစက္ကရိယာတို့ရှုံပေခွင့်တရယဝင်ရသွားကြတော့တယ်။တိုင်းအစည်းအဝေးတမနခင်းတွင်ရင်မိုးတို့စပွဲနာသူဥထုံထုံလင်းရောက်လာပြီးအန်တီကြည်ထံတွင်လာစဉ်လာတိုင်းပတ်စံအနည်းငယ်အချင်သည်ဟုပြောနေတန်ချာရသည်။ဘလို့တော့ဘအတွက်အတ္တိစီပတ်စံအချင်ရတာလဲ။ပတ်စံအံ့ရမယ်သူလည်းအမြန်ရှာလိုက်တော့ ကျွန်တော်မှာအဝတ်အစားဆိုလို့ရုံးယူနေဖောင်းပုံစုံနဲ့ကောင်းကောင်းရှိတာဒါတောင်တိုင်းမှုကြီးကနှဆောင်ပေးထားလို့မင်္ဂလာဆောင်တို့အလူတို့ဖိတ်လာရင်မြန်မာဝတ်စုံတစ်စုံမှရှိနေတယ်တိုက်ပုံပစိုးနဲ့စတကွာလာအင်းကြီးအဖြူလေးတစ်စုံလောက်ဝယ်ခြင်းလို့ပတ်စံပမာဏကတော့တလနဲ့တလတူခြင်းမတူမှာမို့ဝယ်ဖို့ပြည့်တဲ့ခါကျရင်မမီပဲဝယ်ထားပေးဘူးအမလီဟဲအဝေးအစားလေးဝယ်ဖို့လောက်များပတ်စံစုနေရတယ်ကျုပ်ကမြေခွက်တို့တိုက်ခန်းတို့များဝယ်ဖို့များလားသူပြောခဲ့တယ်လို့ပင် တိုင်းအိုစီတိုင်းအစည်းအဝေးတို့လာတက်သည့်အခါတိုင်းအန်တီဂျီထံသို့ပတ်စံအပ်နေသည်6လလောက်ကြာရင်တော့အထာသည့်ပတ်စံများပြန်ကောင်းနေကြချားရပြန်သည်သူနှင့်အန်တီဂျီတို့ကြားအပြန်အလှန်စကားတို့ကိုကြားမိတော့သူ့အကြောင်းကိုရင်မုန်းစိတ်ဝင်စားသွားသည်ရာသီလစာကိုမျက်အော်ဆန်းရှိ လူငယ်လေ့ကျင့်ရင်းတင်ရန်ကြောင်းတို့ပေးပို့လှူထားသည်ညဘက်တွင်စာတင်ပေးနေသည့်ကျူရှင်ဝိုင်းများမှကလေးမိပါများကစေတနာအလျောက် ဂါရဝပြုကြသည့်ပစံကိုအန်တီဂျီထံသို့လာအပ်ခြင်းဖြစ်သည်။ယုံမာရသည့်ဝန်တန်းဆန်နှင့်စိုက်ခင်းထဲမှသီးရွက်များသည့်သူ့အတွက်နေ့စဉ်အာဟာရဖြစ်တင်ရာမနေနိုင်ကြသည့်ဝန်တန်းမိသားစုအချို့မှဂျပန်ရန်ခါအသားဟင်းငါဟင်းလေးများပေးပို့ကြသည်တည်းယခုလည်းအပ်ထားသည့်မဖြစ်စလောက်ပစံလေးကိုအန်တီဂျီထံမှပြန်တောင်းနေပြန်သည်။ဂွေစားဝယ်ဖို့ဆိုအခုဘာလို့ဖို့ပြန်တောင်းရတာတော့ကျွန်တော်စကန်းက ထုံးစံမောင်းကဥွင့်နိုင်ကမမသိတယ်မဟုတ်လားသိတယ်လေတီးပြီးရောဂါတွေလည်းမဟုတ်ဘူးလားသူကြည်လိုက်တစ်ချိန်လုံးနေမကောင်းနေတယ်လို့ပဲပြီးခဲ့တဲ့လကတော့မှပဲစီမံဖက်မှာပြောနေတဲ့ခြားတယ်စေပင်စင်တင်ခြင်းလို့ဆိုတာဒါပေမဲ့ငွေစုငွေချေးချေးထားတဲ့ပတ်စံတွေကြံနေသေးလို့အဲ့ဒီစေပင်စင်ရှောက်လို့မရသေးဘူးတဲ့ဟုတ်တယ်သူရောဂါအရာတကယ်နားဖို့လိုအပ်နေတယ်ခလေးကလည်း၄ရောက်တော့အရွယ်မရောက်ကြသေးဘူးမိုးရဲရေတဲ့ထုံးစံမောင်းမရခါဘူး မောင်းနေရတော့သူ့ကျမ်းမာရဲ့ကနလန်မထူနိုင်ဘူးဖြစ်နေတာစေးပင်စင်တင်ပြီးကြွားကိုပြန်နေချင်တာလေမိမကဈေးအောင်တက်တော့ရွာမှာပဲလုတ်ကန်စားကြတော့ရုံးကန်လေးတဲ့တွင်သူ့စကားတန်ကြဲကြဲတို့ကိုကြားနေရတယ်ရုံးအုပ်ကြီးကပါသူ့စကားတန်တို့ကိုစိတ်ဝင်တစားလိုက်နာထောင်နေသည်ကိုတွေ့ရတယ်သူ့ငွေစုငွေကြေးပတ်စံကိုကျွန်တော်ဆက်ပေးလိုက်စေးပင်စင်လျှောက်လို့ရတယ်ရုံးရင်ဒီဖောင်းနဲ့လည်းအလှူသွားလို့ရပါတယ်မမင်း နောက်လာအနေငယ်ကြတွင်ထွန်ဆက်မောင်းကဥဝင်းလိုက်ပြီးတော့စေးပင်စင်ခံစားခွင့်ချသွားလိမ့်မယ်။မတ်လသည်ဘာချက်လာသဖြင့်တစ်နှစ်သာစင်းရှင်းရန်အတွက်ရင်မိုးတို့တိုင်းယွန်းဝန်ထမ်းအဖွဲ့တို့ရန်ကုန်ရုံးချုပ်သို့ဆင်းကြရလေသည်။နေစခန်းသည်သည်မှဦးစည်းရာရှိများသည်လည်းရုံးချုပ်တွင်အဝင်အထွက်များအလုရှုပ်နေကြသည်။စင်းရှင်းရသည့်ကာလသည်နှစ်ပတ်ခန့်အနည်းဆုံးကြာမြင့်တတ်ပြီးစနေတနင်္ဂနွေရုံးပိတ်ရက်များတွင် စောင့်ဆိုင်နေကြရသည်စနေမနက်ခင်းတွင် NTG သည်ရင်မိုးတို့အဖွဲ့အားတွန်တင်းမြို့သို့နေချင်းပြန်ခရီးသွားရန်စီစဉ်ထားသည်ဟုဆိုပါသည်ဦးထွန်းထွန်းလင်းဤဖိတ်ကြားချက်အရပြက်အော်စံလူငယ်လေးချင်းရင်တင်နန်းချောင်းသို့ရောက်ခဲ့ကြသည် NTG တို့လူကြီးများအဖွဲ့ကစုပေါင်းပြီးနေ့လယ်စာတနက်အလူလောက်ကြတယ်ရင်မိုးတို့ဝန်ထမ်းငယ်လေးများအဖွဲ့နဲ့တတ်နိုင်သလောက်အလူငွေပါဝင်ကြတယ် ရန်ကုန်ရုံးချုပ်ရှိမော်တော်ယာဉ်ဌာနမှ15ရောက်ဆန့်စီဗီလီယံကားလေးတစ်စီးစီစဉ်ပေးလိုက်သဖြင့်တွားရေးလာရေးအဆင်ပြေကြသည်စီရင်စရာများကြားရှုံနေကြပြီးရင်မိုးတို့အဖို့ခရီးတော်လေးဖြစ်တော်လဲစိတ်နဲ့ပေါ်ပါပျော်ရွှင်နေကြသည်ဖြင့်ဟော်ဆန်းကိုတွေ့ရသည်ကျိုးရိုးကျဲတဲ့ခတ်ထားသည့်တိုင်လုံးလေးများကြားအပင်ကြီးအချို့ကလည်းခြံစည်းရိုးတစ်ဖွဲအားဖြင့်ပေါက်ပေးထားကြသည် လူငယ်လေးကျရင်တင်တန်းကျောင်းဤအဆောက်အုံကြီးဟောင်းရွယ်ရွယ်ဦးထွန်းထွန်းလင်းကရှေ့မှဦးဆောင်ပါကျောင်းအုံကြီးရုံးကန်းခုရေးဆွဲထားသည့်အခန်းငယ်လေးထဲသို့ဝင်သွားသည်အတီကြီးတို့လူကြီးအချို့လိုက်ဝင်သွားပြီးရှင်မိုးတို့ကတော့အခန်းအပြင်တွင်ရက်ကြံနေကြသည်အားလုံးလိုက်ဝင်သွားရန်အတွက်ရုံးကန်းကလည်းမကျေဝန်းအပြင်ဘက်တွင်လမ်းလျှောက်ရင်းဟိုငေးထီငေးလုံနေကြသည်ဘဘဲဘူဆောင်စံပဆိုင်ပကြီးဆွဲကန်းဝက်ရှော့ အဘူထုဆောင်လက်ဝေယုံဆက်ချုပ်ခန်းစသည့်စခန်းတို့စသည့်အခန်းတို့ကို လုံလက်ဆအလုံများတန်လန်းဖြင့်တွေ့ကြရသည်တင်ကြားရေးအဆောင်များသည် မထဲဝါတော်လဲအသုံးပြုထားသည့်ရိပ်ရောင်များကြောင့်ခန်းနာနေသလိုပဲခဏကြာတွင်ကြောက်ကြီးနှင့်အတူဦးထုံထုံလင်းတို့အဖွဲပြန်ထွက်လာကြသည်ညှင့်ော်ဆန်းတွင်အဆောင်၆ဆောင်ရှိသည်ကြောက်ကြီးကရင်မိုးတို့အဖွဲကိုလိုက်ပြရှင်းပြနေသည်တကန်းဆောင်နှင့်တကောင်းဆောင်တွင် အလေးအလွင့်ကလေးတငယ်များကိုထားသည်စကိုင်းပင်းရအင်းဝနှင့်ရွှေဘိုဆောင်တို့တွင် ပြစ်ဒဏ်ကြခံရသည့်ကလေးများကိုထားသည်လူငယ်တန်းမှ၄ဒဏ်ထိအခြေခံပညာဦးစီးဌာနမှကျောင်းလာဖွင့်ပေးထားသည်၅ဒဏ်နှင့်အထက်ကိုရက်ကွက်ထဲရှိကျောင်းတွင်ထားပေးသည် အတန်းပညာစိတ်ဝင်စားသည့်ကလေးများအတွေ့အတတ်ပညာကိုသင်ကြားပေးကြသည်ညက်အောင်ဆန်းမှလွမြောက်သွားသူများတဲ့တွင်သင်ကြားတက်မြောက်ထားသည့်လက်ဝတ်ဖြင့်မြမတိုင်းပညာများ အတုံးချပြီးနေပယ်တစ်ခုတွင်အောင်မြင်နေသူများပင်ရှိခဲ့ဘူးသည်ဟုဆိုသည်ကားဝက်လျှော်တွင်လုံဝင်နေသူများစံသပညာတဘဲဘူပညာဘဘူပညာတို့ဖြင့်အသက်မွေးသူအချို့ရှိနေတော်လဲအများစုမှာရခင်ကျင်လည်ခဲ့သည့်ဝင်းကျင်များစီတို့ပြန်ရောက်သွားသည်ဟုဆိုကြသည်ပြစ်ဒဏ်ကြခံဘူးသည့်ကလေးရက်ခွက်အခေါ်ထောင်ထွက်လေးများအားမြည်သည့်အလုံရှင်ကားမျှယုံယုံကြည်ကြည်အလုံမပေးချတော်ကြောင်ဖြစ်သည် သူတို့အားယုံကြည်စွာအလုပ်ပေးသည့်ကပိုင်း၌လူရဲ့ခိုးဆိုးအဖွဲများစီတို့သာအလွယ်တကူရောက်ကုန်လေရှိသည်ဟုကြောင်းအုပ်ကြီးကတက်ပြင်းချရင်ရှင်းပြနေသည်အသက်၁၈နှစ်ထိလင်းလင်းမာမာနေထိုင်ကြသည့်ကလေးများအတွေ့ပြစ်ဒဏ်ပြင်ဆင်မိတ်ရှောက်ထားခွင့်ကိုကလေးသူငယ်ဥပဒေတွင်ရှိသည်ဟုတော်ဆိုသည်ဥထုံးတော်လေးရဲ့ဧည့်သည်တွေကိုအထူးခံလေးဖွင့်ပြမယ်ဗျာကြောင်းအုပ်ကြီးဖွင့်ပြသည့်အထူးခံလေးတဲ့သူရောက်သွားသည့်အချိန်တွင် ရင်မိုးအံ့ဩမှင်တက်နေမိတယ်။စက်ပူရောင်စုံလေးများကိုနန်းရံထက်တွေကထားပုံကလိပ်ပြားလေးများပြန့်တန်းနေတယ်။အနီးကကြိလိုက်သည့်အခါမှာစက်ပူရောင်စုံကလေးများပေါ်တွင်လက်ငါးချောင်းရာလေးများကိုတွေ့ရသည်။ထို့လက်ချောင်းကလေးပုံများအပေါ်တွင်လေရီမူစာပါများရေးထားသည်ကိုတွေ့ရသည်။သူတို့လက်ပုံလေးတွေနဲ့သူတို့ရဲ့ရီမန်းချက်တနည်းအားဖြင့်သူတို့ဖြစ်ချင်တာလေးတွေကိုရေးခိုင်းကြည့်တာပါဗျာ။ နာမည်တွေတော့မပါဘူးလေကို့လက်ပုံနဲ့ကို့လက်ရင်းဘူကိုတော့သူတို့မှတ်မိကြမှာပဲကလေးတိုင်းလည်းမရေးကြပါဘူးကျွန်တော်ကလည်းရေးဖို့အတင်းမတိုက်တော့ပါဘူးဆန္ဒရှိတဲ့ကလေးတွေရဲ့စက်ကူလေးတွေကိုသာဒီခန်းလေးထဲမှာတော့ခတ်တင်ထားပေးထားတာဒီကလွမြောက်သွားလို့ပြန်လာကြည့်ချင်ကြလို့ကြည့်ချင်ကြရင်လည်းကြည့်ရအောင်ပါကျောင်းသောစက်ကူလေးများတရွက်ချင်းစီကိုဂျင်မိုးမြင်တော့လိုက်ဖက်ကြည့်နေမိသည်။ဆိုင်ကယ်ကယ်ရီကိုပိုင်မောင်းနှံနေသူဖြစ်ချင်တယ်။ သပင်ပုံကြအောင်ညှက်တတ်တဲ့စံသားစီဟာဖြစ်ခြင်းနဲ့ကာဝတ်လျှော့ပိုင်ရှင်ဖြစ်ခြင်းနဲ့အမိကိုရှာကျွေးနိုင်တဲ့သူဖြစ်ခြင်းနဲ့ပယံစရာဖြစ်ခြင်းနဲ့စိုက်ကားစရာဖြစ်ရင်တော်ပါပြီရေအများဆုံးထမ်းနိုင်တဲ့သူဖြစ်ခြင်းနဲ့ဒီနေရာက လွတ်သွားရင်အမိကိုစိတ်ချမ်းသာအောင်ထားမယ်ဆောက်လုံရေးဝင်ကြီးဖြစ်ခြင်းနဲ့အောင်ဆုံးသားတွင်တွေ့ရသည့်ရည်မှန်းချက်သည်အင်ဂျင်နီယာကြီးဖြစ်ခြင်းသည်မဟုတ်ပါဘဲ ဆောက်လုပ်ရေးဝန်ကြီးဖြစ်ခြင်းသည်ဟုရေးထားသည်ရေးလိုက်သည့်ကလေးဘာတွေများတွေးလိုက်မိပါလေဟုစဉ်းစားရင်းရှင်မိုးပြုံးလိုက်မိသည်